ကပ်လို့ရန်ကုန်ပြန်လမ်းမှာရန်ကုန်ပြန်လမ်းမှာတိုက်ပွဲဖြစ်လို့တိုက်ပွဲဖြစ်လို့ကျမတို့တွေချက်တာဗောအဲ့ဒါရန်ကုန်ပြန်လမ်းမှာပါတိုက်ပွဲဖြစ်လို့ပါအခုငါတယောက်ပြဿနာတက်ပြီလေကျွန်တော်ပို့ထားတယ်ဒီမှာငါတယောက်ကအင်းဘယ်လိုပို့ထားလဲရဲမှုအားနဲ့သူအားလို့နဲ့မင်းတို့တွေမိမကိစ္စချုပ်ချုပ်ချင်းချင်းဖြစ်အောင်နေတဲ့ ။သူကြတော့တဲ့မှာရဲပြိုလီရောတဲ့။ဘာညာလဲခေါ်ပြောကုန်ချိန်တာတဲ့ဟိုတယ်မှာတဲ့။ဒီမှာမင်းတို့ရေးရေးမှုရေးမှုကိုတန်ကအဲ့မှာမျိုးသမီးတို့ခေါ်ပြီးတော့ဟိုတယ်ထဲမှာကျိန်နေတာတဲ့နော်။ဒီလိုမျိုးလောက်ရက်တဲ့လူကအာရေးအရာရှိပန်းတွေကိုကုတန်ကိုတော့မှလောက်နေတာနော်။2025တောင်းလပန်းစကောရည်နဲ့ညနေပတ်မှာရေးပေါ်ရောထင်းချန်တွေကလည်းပြန်လေကျူဆူလိုက်ပါတယ်။ဒီနေ့ညနေပတ်မှာပထမဆုံးပြောပြချင်းတဲ့သတင်းကတော့ရန်ကုန်မန္တလေးအမြန်လိုက်မှာပုံမှာစစ်ကောင်စီတပ်တွေကိုတိုလန်ရေးတပ်တွေကတက်ပြီးတော့စုံနေပါပြီ။ဒါက ရန်ကုန်မန္တလေးအမြန်လိုက်မှာပေါ်မန္တန်အမ319မိုင်6ဖာလောက်မှာဒီနေ့မှလ19ရက်နေ့မနေ့ပန်းကအကျန်းဖက်စစ်ကောင်စီတက်နေတူလန်ရဲတပ်တွေကြားမှာတက်ပွဲဖြစ်ပွားခဲ့တယ်လို့ခရီးသွားပြည်သူထံမှသိရှိရပါတယ်ဒါကယူသက်ဖန်တဲ့တကွာထွက်လာပါတယ်ကျွန်တော်နဲ့တူဘလောက်ထိတက်ပွဲကပြင်းထန်လေးဆိုတော့ကျွန်တော်နဲ့တူပြင်ပြီးတော့ကြည့်ရမှာဖြစ်ပါတယ်ဒါကလက်ရှိပြည်ပအာ ပြင်းစင်ရေစကန်ဝမ်းကျင်ကိုအကျန်းဖက်စစ်ကောင်စီတပ်ကအင်အားအများပြားနဲ့စစ်ကြောင်းထူးနေပြီးတော့ဒိုလန်ရဲ့တပ်တွေပြန်လည်ဆော့ခွာသွားပြီးဖြစ်တယ်လို့သိရပါတယ်ဆိုတော့ဒီဟာကစစ်ကောင်စီတပ်တွေကအာတိုလေးကိုအာအင်အားများပြားနဲ့ပေါ့နော်ပြန်ပြီးတော့ထိုးစစ်စင်လာတော့အာကျွန်တော်တိုလိုင်းတပ်ဖွဲ့တွေပြန်လေးဆုတ်ခွာပေးရတယ်ပေါ့နော်ဆိုတော့ဒီဟာဒီတပ်ဖွဲ့မှာကတိုလိုလေးကိုကြာနေပါတယ်အာမင်းနဲ့၄၀ဝန်းကျင်လို့အာ လုံလိုက်တက်တွေနဲ့စစ်ကောင်စီတက်တွေကြမှာတက်ပွေးဖြစ်ပေါ်ခဲ့တယ်လို့သိရှိရပါတယ်။ဒီဟာကိုမင်းနဲ့စစ်အမင်းနဲ့တမင်းနဲ့လို့ရှိတဲ့အာတက်ပွေးအကြောင်းကိုပြည်သူတအုပ်ကလက်မှတ်ပုံမှာရွတ်တံဖန်တဲ့တကွာလက်ဖို့လွတ်ပြောဆိုနေတဲ့ရွတ်တံဖန်ကိုကျွန်တော်နဲ့တူကြည့်ရမှာ။ ကဲတော်လိုင်းတက်တွေကစစ်ကောက်စီတက်တွေကိုအမြန်လမ်းမှာပုံမှာတက်ဆုံနေတဲ့အခြေအနေကိုအာပြည်သူတို့ပြောပြနေတဲ့ရွတ်တံတွေကိုကျွန်တော်လည်းတူကြည့်ကြအောင်နော်ဘလူးတွေရှိမလဲအာအခုအချိန်မှာဆိုလို့ရှိရင်စစ်ကောက်စီတက်ဖွဲ့တွေကအမြန်လမ်းမှာပုံမှာတော့မစိုးမှုနေတဲ့အခြေအနေမျိုးထိရောက်ရှိနေပါပြီအခုလက်ပုကတော့ပြင်းထန်နေလို့သိရှိရပါတယ်ကဲပြည်သူတို့ပြောပြတာအမြန်လမ်းမှာတိုက်ပွဲဖြစ်နေတာဟာအေးဖြစ်နေရတယ်ပြည်သူတွေလည်းနီးလာလား 这中间你俩了，你俩走没嘞？你俩嘞？老乡，这边我你俩在背啊？啊？年了嘛？年了嘛？背不起了。啊？啊？嗯。对嘞。 ဘူးရန်ကုန်ပြန်လမ်းမှာရန်ကုန်ပြန်လမ်းမှာတိုက်ပွဲဖြစ်လို့တိုက်ပွဲဖြစ်လို့ကျမတို့တွေချက်တာပေါ့ဟာရန်ကုန်ပြန်လမ်းမှာပါတိုက်ပွဲဖြစ်လို့ပါဆက်ဆက်ပြလို့ချိန်ချောင်းဟမ်အဲ့ဒါအဲ့ဒါနေအိမ်မှာခဏလေးကျဲစရိုဒီယာကတော့အမြန်လမ်းမှာပို့ထစ်ကိုတူလိုင်းတက်တွေက ဖိပြီးတော့စုံနေတဲ့အကြောင်းကိုပြည်သူတို့ကပြောပြနေတဲ့ရုတ်တံဖန်ဖြစ်ပါတယ်ဒီထဲမှာဆိုလို့ရှိရင်စစ်ကောင်စီတပ်ဖွဲ့တွေလည်းဖိဖက်မှုလို့ရှိတယ်လို့သိရပါတယ်ကျွန်တော်တို့လည်းတပ်ဖွဲ့တွေကစစ်ကောင်စီတပ်ဖွဲ့တွေစစ်တောင်းထူလာတဲ့တပ်ဖွဲ့တွေကတတော်လေးကိုအင်အားများနေလို့ကျွန်တော်ပြင်ပြီးတော့စိုးပေးရတယ်လို့သိရပါတယ်ဘုနော်ဆိုတော့ဒီအခြေအနေကို အာတိကတ်သိမ်းဆုံးမှုတွေဘလူးတွေရှိလဲဒိုလိုင်းတစ်ဖက်ကရောအာတိကတ်သိမ်းဆုံးမှုရှိလားစစ်ကောင်စီတစ်ဖက်ကတူကရောတိကတ်သိမ်းဆုံးမှုရှိလားဆိုတာကိုတော့ကျွန်တော်တို့ဆက်ပြီးတော့စောင့်ကြည့်ရမှာဖြစ်ပါတယ်ဒီမှာကတော့အသေးစိတ်တော့ပြောပြချင်မှမရှိပါဘူးဆိုတော့တပ်ပွဲဖြစ်နေတာကိုသူကူတန်းအာကြောင်နေတဲ့ပြည်သူတို့ရဲ့ရုတ်တံဖန်တဲ့တကူကကျွန်တော်တို့ကြည့်ရတာဖြစ်ပါတယ်ဒီထက်မှာတော့စစ်ကောင်စီတစ်ဖက်တွေကဘလူးသေးသိမ်းဆုံးတယ်ဆိုတာကိုတော့အသိကြမသိရသေးပါဘူးဆိုတော့ဒီထက်မှာသိရတယ်လို့ဆိုလို့ရှိရင်စစ်ကောင်စီတစ်ဖက်တွေကအလုံးအကြီးနဲ့ပြင်ပြီးတော့ထုတ်စစ်ပြင်ပြီးတော့စင်လာတယ်ဆိုတာကသူတို့အတော်တော်လေးကိုအထိနာ ေလို့နှုတ်ကနေပြင်ပြီးတော့ထိုးဆက်ဆင်လာတော့လို့အာကျွန်တော်နားလေသဘောပို့လို့ရတယ်ပေါ့နော်ဆိုတော့နောက်တစ်ခုကစစ်ကောင်စီလက်အောက်ခံဝန်ထမ်းမြောက်ကိုစီးပွေးရေးလောက်ခွင့်မပြုဘဲနဲ့အာသူ့ရဲ့တာသမီတွေကိုအာစီးပွေးရေးဖြစ်ပေါ့နော်အာလောက်ခံနေတယ်ဆက်ပြီးတော့လောက်ခံနေတယ်အာတချို့တွေဆိုလို့ရှိရင်စီးပွေးရေးမလောက်ဖို့ပေါ့နော်အာ3ပေအာချင်းချောက်ဓာမျိုးလေးကျွန်တော်သိကြတယ်ပေါ့နော်ဆိုတော့ဒီဟာကိုတိမီဒီယာကကိုနန်းငယ်တင်ဆက်တာကိုကျွန်တော်နဲ့တူပြင်ပြီးတော့နားထောင်ကြည့်အောင်နော်အတရင်ပြစ်အကျန်ဖက်စစ်ကောင်းဆုံးမင်းအောင်လိုက်က မြန်မာနိုင်ငံမှာသူ့ရဲ့သားနဲ့သမီးတွေစီးပွားရေးလုပ်ငန်းပေါင်းများစွာကိုလက်ဝတ်ကြီးအုပ်ပြီးအကြီးအကျယ်လုပ်ကိုင်နေတဲ့အချိန်တို့စစ်တလောက်ခဲဝန်ထမ်းတွေကိုတော့စီးပွားရေးမလုပ်ကြဖို့မင်းအောင်လိုင်းကိုယ်တိုင်ကလှုပ်ဝက်ညှို့ချချက်ထုတ်ပြန်ထားပါလေ။ရန်ကုန်ခေတ္တကရရှိထားတဲ့အဲ့ဒီလှုပ်ဝက်ညှို့ချချက်ထဲမှာစစ်ကောင်စီလောက်ခဲဝန်ထမ်းတွေနဲ့ဝန်ထမ်းမိသားစုတွေပါမကြမ်းစီးပွားရေးလုပ်ကိုင်ခြင်းမပြုဘူးလို့ရေးထားတာကိုလည်းတွေ့ရပါလေ။တစ်ဖက်မှာတော့ အကျံပစစ်ကောင်းဆောင်မဲအောင်လိုင်းရဲ့တာအောင်ပြည်စုံဟာစီးပွားရေးလုပ်ငန်းအနည်းအမျိုးမျိုးကမ်ပဏီအမျိုးမျိုးကိုအကြီးအကျယ်လုပ်ကိုင်နေရမှာစစ်တပ်ရဲ့ဆောက်လုပ်ရေးတန်တာတွေနဲ့ဝင်ကြီးဌာနတန်တာများစွာကိုရယူထားတဲ့အပြင်ဥပမာရန်ကုန်အမှတ်၁စစ်စေးရုံအထုကုစင်တာပြူးလင်ကရင်900ကင်စာကုစေးရုံနဲ့ဒလတိုဘီတိုစေးရုံမြော်ရီစင်တာမြောက်ဥကလာဂောက်ကွင်းပရောဂျက်စစ်တွေရေနဲ့စီမံကိန်းနဲ့ကြောက်ဖြူရေနဲ့စီမံကိန်းတွေပါဝင်စစ်တပ်နဲ့တပ်ဆိုင်နဲ့ဆောက်လုပ်ရေးလုပ်ငန်းတွေတင်တာတွေအားလုံးကိုဒူတယောက်ထဲယူပြီးလှုပ်ဆောင်နေတာဖြစ်တယ်လို့သိရပါတယ် တဖက်မှာလည်းမေအောင်လည်းတမိပြသူခင်တီရီတမောဟာအမှုပညာရှင်နဲ့ဖြောပြေးလုပ်ငန်းတွေကို7%ရုပ်ရှင်ထုတ်လုပ်ရေး SM Winner ထုတ်လုပ်ရေးစတဲ့အမည်မျိုးမျိုးနဲ့လောက်ကိုင်းနေတဲ့အပြင် MBK Motor Company အပါဝင် Company များစွာတည်ထောင်ပြီးလျှက်စက်ကတင်သွင်းဓာတ်ရီအပါဝင်ဇီးပွားရေးလုပ်ငန်းပေါင်းများစွာကိုသူတဦးတည်းရယူပြီးတော့လောက်ကိုင်းနေသလိုအဲ့လိုတွေမေအောင်လည်းရဲ့ဒါနဲ့တမိပြတဲ့သူတို့ဟာမြန်မာနိုင်ငံကစီးပွားရေးလုပ်ငန်းမှန်သမျှကိုသူတို့သားလဝကြီးအုပ်ပြီးအကြီးအကျယ်လုပ်နေကြပြီမဲ့တဖက်မှာတော့အချက်ဖက်မေအောင်လည်းကိုတိုင်က သူတို့စစ်ကောင်စီလက်အောက်ခံဝန်ထမ်းတွေကိုဝန်ထမ်းကျင့်ဝတ်ဤဥပဒေတွေကိုလိုက်နာပြီးပြင်ပစီးပွားရေးတွေမလုပ်ကြဖို့တားမြစ်လိုက်တဲ့အပြင်ဝန်ထမ်းမိသားစုတွေပါမကြံတွေ့ဝိုင်းလိုပဲဖြစ်ဖြစ်တိုက်ရိုက်ပဲဖြစ်ဖြစ်ပြင်ပစီးပွားရေးမလုပ်ရဘူးဆိုပြီးလျှို့ဝှက်ညွန်ကြားချက်ထုတ်ပြန်ထားတာဖြစ်တယ်လို့သိရပါတယ်ခင်ဗျာ။อืมကဲဆိုတော့ဒါကစစ်ကောင်စီတပ်တွေကအာလုံဝင်ငွေကြက်ချက်တွေကျန်ဖတ်စစ်ကောင်စီမင်းအွန်လိုင်းက မြန်မာနိုင်ငံတော်မှာသူတို့ဆုံးရှုံးထားတဲ့မြို့တွေနဲ့နယ်မြေတွေကိုပြန်လည်တိုက်ခိုက်ရယူပေးနိုင်တဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုယာဒူးတိုးဘွတ်တိုက်နဲ့ထိုက်ထိုက်တန်းတန်းစုချမယ်ဆိုပြီးမလုံးပေးလာပြန်တယ်လို့နေပြည်တော်စစ်တပ်သတင်းရေးမြစ်ကရန်ကုန်ခေတ်တွေကိုပြောပါတယ်လက်ရှိမှာတော့အချက်ဖတ်မရအောင်လဲခေါင်းဆောင်တဲ့စစ်ကောင်စီတပ်တွေဟာနိုင်ငံတော်ကတိုက်ပွဲတိုင်းမှာအရှုံးနဲ့သာရင်ဆိုင်နေရပြီးမြို့တွေတပ်စခန်းတွေနဲ့တိုက်စစ်ဌာနချုပ်တွေအပါအဝင်နယ်မြေတွေလည်းအမြောက်အများလက်လွတ်ထားရသလိုအဲ့ဒီမြို့တွေနဲ့နယ်မြေတွေကိုအခုချိန်ထိဘာတစ်ခုမှပြန်မရတဲ့အတွက် အကျန်းဖတ်မဲအွန်လိုင်းကအခုလိုတူလောက်ခန့်အရာရှိစစ်သည်တွေကိုမလုံပေးလာတာဖြစ်တယ်လို့ဆိုပါတယ်။အဲ့ဒီမှာအကျန်းဖတ်စစ်ကောင်းဆောင်မဲအွန်လိုင်းရဲ့အကြောင်းပြချက်ကတော့နိုင်ငံတည်ငြိမ်ရေးနဲ့ငြိမ်းချမ်းရေးရဖို့အလွန်ကိုအရေးကြီးနေတယ်လို့ပြောပြီးတူလောက်ခန့်အရာရှိစစ်သည်တွေအနေနဲ့အသက်ကိုဗဒါနမထားပဲသူတို့ဆုံးရှုံးထားတဲ့မြို့တွေနဲ့နေမြေတွေကိုအပေကံတိုက်ပြီးဒီနှစ်အတွင်းမှာပြန်လဲရယူဖို့ အဲ့ဒီလိုရယူပေးနိုင်တဲ့အရာရှိစစ်တီတွေကိုလည်းယာဒူတိုဘွတ်ဒစိမ့်နဲ့ထိုက်ထိုက်တန်တန်ဆုတ်ချမယ်ဆိုပြီးတော့ကိုမဲအွန်လိုင်းကမတ်လုံးပေးလာပြန်လာဖြစ်တယ်လို့နေပြည်တော်စစ်တပ်တရင်ရေးမြစ်ကပြောထားပါတယ်။အင်းလက်ရှိမှာလည်းပြည်သူတွေကိုလေကြောင်းကနေဘုံကျဲတိုက်ခိုက်တပ်ဖြတ်ခဲ့တဲ့လေတဲ့အရာရှိတွေကိုလည်းစစ်ကောင်စီကငွေကြေးဆိုင်ရာထောက်ပံ့မှုတွေနဲ့နေအိမ်ချမ်းဝင်းတွေပေးတဲ့အထိမတ်လုံးပေးတာတွေပါလုံနေပြန်တယ်လို့ဆိုပါတယ်။အင်းအကြံဖတ်စစ်ကောင်ဆောင်မဲအွန်လိုင်းကလာမယ့်2025ခုနှစ်ဒီဇင်ဘာလဒါမှမဟုတ်2026ခုနှစ်ဇန်နဝါရီလအစပိုင်းမှာ ရွေးကောက်ပွဲလုပ်မယ်ဆိုပြီးသူကိုယ်တိုင်ပြောထပြန်တဲ့အတွက်အဲ့ဒီရွေးကောက်ပွဲမတိုင်မီသူတို့စစ်တပ်ကဆုံးရှုံးထားတဲ့မြို့တွေနဲ့နယ်မြေတွေကိုအခုနှစ်အတွင်းအမြန်ဆုံးရအောင်ပြန်ယူပေးဖို့သူလက်အောက်ခံအရာရှိစစ်တီတွေကိုနှီးမျိုးစုံနဲ့ဖိအားပေးတာတွေမလုံးပေးတာတွေလှုပ်လာနေတာဖြစ်တယ်လို့လေနေပြီးတော့စစ်တပ်တရင်ကြီးမြေကရန်ကုန်ခေတ်တက်ကိုပြောထားပါလိမ့်ခင်ဗျာအင်းစကိုင်းတိုင်းကစကိုင်းမင်းကုန်းလမ်းမှာ အချက်ပစကောင်စီတက်တဲ့တော်လိုင်းပူပေါင်းတက်တွေကြားတိုက်ပွဲအပြင်းထန်ဖြစ်ပွားမှုအတွေ့စေကောင်စီဘက်ကတော်တော်ကိုအထိနာသွားတယ်လို့သူတို့စစ်သားမသားလောင်းတွေကိုကားတွေနဲ့မိုးကအုပ်ပြီးတဲသွားကြတဲ့အခြေအနေတိဖြစ်သွားတယ်လို့ဒေသခံပြည်သူတွေကရင်ုံကစ်တယ်လို့ပြောပါတယ်ဖြစ်စဉ်ကတော့မတ်လ18ရက်နေ့ကပဲစကိုင်းမင်းကလမ်းမိုင်းအတွင်းရောက်လာတဲ့အချက်ပစကောင်စီတက်တဲ့တော်လိုင်းပူပေါင်းတက်တွေကြားတိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားခဲ့တယ်ဆိုပါတယ် အဲ့ဒီတိုက်ပွဲအတွင်းစစ်ကောင်စီဘက်ကတော်တော်ကိုအထိနာသွားပြီးတို့ရဲ့စစ်သားမသားလောင်းတွေကိုကားတွေနဲ့မိုးကအုပ်ပြီးတဲသွားကြတဲ့အခြေအနေတွေဖြစ်နေတယ်အဲ့ဒီတိုက်ပွဲအတွင်းစကောင်စီကလက်နက်ကြီးနဲ့ဂျေယော်ရီဘက်ကိုပါပစ်ခတ်မှုကြောင့်လက်ပံလာရွာဖုံးကြီးကြောင်းလဲစစ်တပ်ကပစ်တဲ့လက်နက်ကြီးကြီးထိမှန်ပြီးပျက်စီးထားတဲ့အပြင်ပြည်သူတွေကတော့ဘေးလူရာကိုတင်းရှောင်နေတာတွေလည်းရှိတယ်လို့ဒေသခံပြည်သူတွေကပြောထားကြပါတယ်ခင်ဗျာ။ကဲဆိုတော့ညာကတော့စစ်ကောင်စီတပ်တွေဘယ်လောက်ထိအထိနာလဲဆိုတာနဲ့အခုနအာ သူ့ရဲ့နေမေဆောင်းရှောင်းတဲ့နေရာတွေကိုပြန်ပြီးတော့ရပေးဖို့အပြန်ပြီးတော့ရယူပေးဖို့နော်မလောင်ပေးပြီးတော့သူ့ရဲ့လက်အောင်ငေးသားတွေကိုတေတွန်းထိပ်ပုတ်နေတဲ့မင်းအောင်လည်းရဲ့အကြောင်းသူတို့သူသားသမီးတွေစီပိုးရေးတွေကိုစက်တက်ပြီးတော့လောက်ခတ်လောက်ခတ်နေပြီးတော့အခုသူရဲ့လက်အုပ်ငေးသားလက်အုပ်ငေးသားအာဝန်ထမ်းတွေကိုအာဘီပစီပိုးရေးမလုပ်ဖို့ဘီပနဲ့အာချစ်ဆက်ပြီးတော့ဒီလိုမျိုးစီပိုးရေးကြီးကြီးမလုပ်ဖို့ပေါ့နော်အာဒါမိဒါမျိုးညိုကြတာမျိုးသူသူပြန်လာတော့သိရပါတယ်ဆိုတော့တရားကတော့ ခက်တီမီဒီယာကကုနိုင်ငယ်တင်ဆက်ပေးတာဖြစ်ပါတယ်နောက်တစ်ခုကစက်ကောင်စီရဲ့တရင်တင်ဆက်မှုအာတရင်ဖော်ပြမှုပေါ့နော်ဘယ်လောက်ထိအာညံပင်းလဲဆိုတာကိုကျော်မင်းမင်းကိုတန်းဘလူတွေဝေဖန်သုံးသက်လဲဆိုတာကိုကျွန်တော်နဲ့တူကြည့်ရမှာဖြစ်ပါတယ်ဘုံမှာကျော်မင်းမင်းကိုတန်းကအခုချိန်မှာဆိုလို့ရှိရင်စက်ကောင်စီကပိုတာဆွေးဖမ်းဆီးမှုတွေစစ်တပ်လုပ်နေပါတယ်ဒီထဲမှာဆိုလို့ရှိရင်အာမနေ့ကပေါ့နော်အာကျွန်တော်တို့တော်လိုင်းအာကျွန်တော်တို့ဖေကမီဒီယာတွေက စစ်ကောင်စီရဲ့လှုပ်ရက်ကိုဘလူတွေဖြစ်လေပြည်သူတွေကိုလူငယ်တွေကိုဘလူတွေပိုတာဆွေးလေအာအယောက်ဟိုတနေ့ကဘလားလဲအာအယောက်နဲ့စီလားမသိဘူးဒီဟာနဲ့ပတ်သက်ပြီးတော့စစ်ကောင်စီကပြင်ပငင်းထားပါတယ်ဒီငင်းထားမှုကိုဘာမှအထောက်အထားမရှိဘဲနဲ့ဗျမ်းမရာငင်းနေလို့ဂျိုမျိုးမင်းကအဲမှာဆုံးမပေးနေတဲ့ရွတ်တံပဲကိုကျွန်တော်တို့ကြည့်အောင်ဆိုတော့ဒီဟာကစစ်ကောင်စီတပ်ဖွဲ့တွေကဘလူပဲငင်းငင်းငင်းလို့မရတဲ့အခြေအနေမျိုးထိကိုသူတို့တွေကပြင်ပငင်းနေတဲ့အကြောင်းကိုဂျိုမျိုးမင်းပြောပြတာဖြစ်ပါတယ်နားထောင်နားဆက်ကအစိုးရရဲ့သတင်းထုတ်ပြန်တဲ့ထုတ်ပြန်ချက်ကို ခင်ဗျားတို့ကျွန်တော်ဖတ်ပြမယ်ထုတ်ပြမို့ထုတ်ပြနီးယူနော်ထုတ်ပြမို့ထုတ်ပြနီးပြန်နီးပြင်းပေးမယ်ကျွန်တော်တို့သတင်းသမားတွေသတင်းရေးလို့မရအောင်ထုတ်တာသတင်းရေးလို့ကိုမရတာသတင်းသမားဆိုတာသတင်းတစ်ပုဒ်ကိုထုတ်ရေးဖို့အတွက်ကိုခိုင်မာတဲ့ evidence မရှိရင်ရေးဖို့ခက်တယ်အခုတို့ထုတ်ပြနေအောင်ဖတ်ပြမယ်ပြီးခဲ့တဲ့ရပိုင်းသတင်းထွက်တယ်ဗျာနော်အင်အားကံပေါင်ပါတဲ့နော်ရန်ကုန်မြို့အင်အားကံပေါင်ပါပြီးခဲ့တဲ့ရပိုင်းအွန်လိုင်းမှာပြည်ပြင်းမီဒီယာအချက်ဖတ်မီဒီယာတွေဝိုင်းရေးတာအင်အားကံပေါင်ပါတဲ့နော် လုတင်းရကောင်မှာလူငယ်20လောက်ကိုတဲ့လုံချိုးတက်ဖို့ဝင်ရလာပြီးအเจ้าမဲ့ဖမ်းဆီးပြီးတော့တဲ့ဖမ်းဆီးသွားတယ်ပေါ့ဖမ်းဆီးပြီးတော့စစ်ဆေးပြီးတော့ခြောက်ဦးလောက်ကိုတော့ခေါ်ဆောင်သွားတယ်ဆိုပြီးတော့ပြည်ပြမီဒီယာတွေကဖော်ပြတယ်ဖော်ပြကျွန်တော်ကဟုတ်လို့လားချင်းချင်းပြောရင်အင်းရကံပုံဆိုတာဗျာတကယ်လားအဲ့လိုဖမ်းရင်ခွန်မတစ်တော်တွေမှာ Facebook တွေမှာပွက်လို့ရရင်ပွက်လို့ရရင်စူညံနေမှာအဲ့မဲ့အဲ့တရင်ထဏာတွေအောက်အဲ့ဒါဆိုရင်တခြားနေရာမှာဖမ်းနေတာကရောဘာလို့ရွတ်တက်ဖမ်းလို့ဘလို့မရိုက်တာလဲ ဗီဒူတွေကကြောက်နေတာတကယ်ဖမ်းတယ်ဆိုလို့ရှိရင်အဲ့လိုရက်တယ်ဆိုရင်ရက်တဲ့ကောင်ကိုစစ်ကောင်စီကပြန်ပြီးတော့ဖမ်းမှာကြောက်နေတာဗီဒူတွေကအမှန်ဆိုလို့ရှိရင်အင်ထဲအထိချီတောင်းတဲ့ချီတောင်းအော့ထီကိုရောက်ပြီးတော့ကျွန်တော်တို့ဗီဒူတွေကိုဖမ်းဆီးမှုတွေစစ်တပ်လုပ်နေတာမင်းတို့မသိလို့လားအကျုပ်ဘုံမှာတွေဖင်ကောင်းပြီးအုံနေကြပါတယ်စစ်မှုထမ်းဖို့အတွက်အတင်းအဓမ္မခိုးဆောင်နေပါဖမ်းဆီးနေပါဆိုပြီးတော့အုံနေကြပါတယ်မင်းတို့ကဘာလို့ပါဆက်မဟာတာလဲဒါကမဟုတ်လို့လားဟမ်ကျုံမင်းဟိုသတင်းတွေသွားကြည့်ရင်လည်းဘသူမှအင်းအကံပေါင်းသွားတယ်လူတွေကမင်းတို့ကဟိုပေါက်တက်ကြရေရှောက်ရေးပြန်ပြီလို့ဝိုင်းရေးတယ်ပြောကြတယ် သိပြီးတော့ဒီသရင်ကိုဘယ်သူမှမယုံကြဘူးယုံကြည်စရာကောင်းကိုမကောင်းတဲ့တော့မယုံတာအဲ့လိုမယုံရတဲ့သရင်ကိုနတ်ဆာကအစိုးရဘက်ကသရင်ထုတ်ပြန်တာဘယ်လိုထုတ်ပြန်နိုင်မှာလဲသူတို့ထုတ်ပြန်တဲ့ပုံစံဖတ်ပြမှာနော်ဟိုခေါင်းစင်မဖတ်ပြတော့ဘူးနော်ခေါင်းစင်မဖတ်ပြတော့အင်းအားကံပေါင်းပေါ်မှာလူငယ်20ဦးခန့်ကိုလုံရုံးတက်ဖို့များမှာအเจ้าမဲ့ဖန်းစီစီစီကကြောင်သရင်တို့သရင်မများမဟုတ်မှန်ရေးသားဝါရဖြန့်ဝေလေးရှိဒါသရင်ခေါင်းစင်သူတို့နော်ပြီးတော့မှရုံနိုင်တာကြီးကဘာကြီးဖျားလိုက်မှာပေါ်ရှိအင်းအားကံပေါင်းတွေလုံရုံးတက်ဖို့များမှာလူငယ်20ဦးခန့်ကို အကြောင်းမဲ့ဖမ်းဆီးစစ်ဆေးခဲ့ပြီး6ဦးခန့်ကိုဖမ်းဆီးခေါ်ဆောင်သွားကြောင်းတရားမဝင်ပြည်ဖြတ်မီဒီယာများကသတင်းလူသတင်းမားများမဟုတ်မှလွတ်ကြရေးသားဝါဒဖြန့်ဝေလျက်ရှိပါသည်တဲ့။ဩဟုတ်ပြီပေါ့။အဲဆိုတော့မဟုတ်ဘူးဆိုတော့ဘလို့ပြောမလဲလို့ကျွန်တော်သိချင်သွားပြီ။အဆက်ဖတ်လေ။အဆိုပါသတင်းနဲ့ပတ်သက်ပြီးသက်ဆိုင်ရဲ့နေမြေလုံကျွေးတာဝန်ရှိသူတဦးထံဆက်သွယ်မေးမြန်းပြောကြားချက်ရအဆိုပါသတင်းမှာမှန်ကန်မှုမရှိကြောင်းလုံကျွေးတပ်ဖွဲ့ဝင်များအနေဖြင့်နေမြေလုံကျွေးလုပ်ငန်းများဥပဒေနဲ့ညီဆောင်ရဲ့လက်ရှိပြီးပြည်သူများအကြောင်းမဲ့ဖမ်းဆီးခြင်းဆက်ဆဲခြင်းမရှိကြောင်းအချက်မဲ့တမန်များတမားများကသာအသက်အရွယ်မရေးဖမ်းဆီးခေါ်ဆောင်ပြီး အထက်တမှာလူသစ်ဆူဆောင်လေးရှိကြောင်းပြည်သူလူထုမှာလုံခြုံရေးတပ်ဖွဲ့ဝင်များပေါ့အထင်မြင်လွဲမှားစေရန်အတွက်ဘယ်တော့ကကျွန်တော်တို့တော်လိုင်းတပ်ဖွဲ့တွေကဖက်ကနေအတင်းအတမကိုတက်ဆူဆောင်နေတာလေဟမ်မြို့ပေါ်မှာခုရန်ကုန်မှာရောဆူဆောင်နေတာကြားဘူးလားမင်းတို့တွေကဗာလဲစစ်မှုထမ်းဖို့အတွက်အာတရက်တရက်လို့တရက်စားတဲ့လူတွေကိုဖမ်းဆီးပြီးတော့စစ်မှုထမ်းဖို့အတွက်ခိုးဆောင်နေတာမဟုတ်လားဟမ် တရားမဝင်ပြည်ဖြက်မီဒီယာများမှာယခုလိုမဟုတ်မှန်လုံခြံရေးသားရေးဖြတ်ဝန်းကျင်သာဖြစ်ကြောင်းသိရှိရသည်တဲ့ကဲအထောက်အထား evidence ပမာတော့ဟွတတိယတစ်ပုဒ်ကိုပြောရင်မဟုတ်ရင်မဟုတ်ဘူးဆိုတာကိုမဟုတ်ဘူးယုံနေမပြီးဘူးကြာငင်းလေးဘူးနော်ငင်းလေးငင်းဒါရဟုတ်လားမဟုတ်ပါဘူးအေးဘလို့မဟုတ်တာလဲဆိုတော့မင်းရင်အဲ့မဟုတ်တာကိုအကြောင်းပြချက်ရှင်းပြမယ်ထားပါတော့မီဒီယာတွေကပုဂ္ဂလိကပြည်ပြင်းမီဒီယာတွေကရေးတယ်ပေါ့ဗျာပြည်ပြင်းမီဒီယာရေးတယ်အာခေါင်းကြီးဖက်လာမှာကြီးပေါ်မှာရှိတယ်အင်းအားကမောင်းမှာပြောလူတွေအယောက်နှစ်ဆယ်လောက်ကိုတက်ကဖမ်းသွားတယ်ကားကြီးကဘလို့ကားကြီးနဲ့မတက်ဖမ်းသွားဘယ်ချင်းတော့ကဖမ်းသွားပါလေဆို သတင်းထုတ်ပြန်ရေးအဖွဲ့ကသတင်းထုတ်ပြန်ရမှာကသူတို့ရေးသားထားတဲ့အဲ့ဒီအချိန်အဲ့ဒီနေရာအဲ့ဒီရက်အဲ့ဒီနိုင်ယူတွေမှာတမတော်စစ်ကားလုံခြုံရေးတပ်ဖွဲ့ဝင်ကားဘယ်တစည်းမှမဖြတ်ခဲ့ဘူးသူပြောဘယ်တစည်းတောင်ဖြတ်တန်းခွင့်မရှိဖြတ်တန်းခြင်းမရှိခဲ့ဘူးအဲ့ကဘာကြီးဖြတ်လမ်းမှခုနမြန်မာပလာသာရှိနောက်တစ်ခါဟိုဘက်ကဒီ the central ရှိအဲ့နေရာနှစ်ခုလုံးမှာအင်းရကံပေါင်းရှိနှစ်ခုလုံးမှာလုံခြုံရေးကားတစည်းတောင်ဖြတ်တန်းခဲ့ခြင်းမရှိဘူးပြီးတော့အဲ့နာကိုလုံခြုံရေးကင်းလဲခြင်းတောင်တစ်ခုတောင်မရှိဘူးအဲ့နာမှာလူငယ်ရေးတော့ပျော်ပါတော့လာနေတယ်လိုက်ရမေးမြန်လူငယ်တွေကြားကိုလိုက်မေးကြည့်တဲ့ခါမှာလူငယ်တွေက မနေ့ကအဲ့ဖြစ်စဉ်ဖြစ်လာဖြစ်လာတနေ့ဖြစ်လာဖြစ်လာသိလားဆိုတရားမှမသိဘူးအဲ့နေ့ကရှိတဲ့လူတွေတရားမှမသိဘူးလို့ပြောကြကြတယ်ဒါဆိုတော့ဆိုတော့ဒေတာအခြေခံဟွာလေးကိုထုတ်ပြန်ရမယ်အဲ့လိုထုတ်ပြန်ရမယ်အခြေအနေမျိုးတွေကိုရအောင်မရတာ နော်ဒါကအမှန်တရားဖြစ်တဲ့အတွက်ကြောင့်ဘီသူတွေကလည်းဒီလိုမျိုးစကားတွေဗျမ်းမတာတွေပြောမှမဟုတ်မင်းတို့စီပါနော်ဒီဟာကဂျုံမင်းကူတန်ကသူ့ရဲ့အဖမင်းအွန်လိုင်းတို့အဖွဲ့ကိုစစ်ကောင်စီတပ်ဖွဲ့ဖက်က အာပြန်ကြဲရဲလို့ပေါ့နော်သတင်းမီဒီယာတွေဖက်ကလူတွေကိုပြန်ပြီးတော့ဝါရဖြန့်ဖို့မတော်တဲ့အတွေ့အကြုံပြန်ပြီးတော့ပြောပြနေတာနော်ဘယ်လောက်ထိသူရဲ့စစ်တပ်ကရှိနေလဲဆိုတော့ကျွန်တော်တို့မင်းလို့ရတယ်ပြီးတော့အဲ့ဒီနာမရှိတဲ့လုံခြုံတပ်ဖွဲ့ဝင်တွေကိုလည်းခုနပြောတဲ့ဆက်သွယ်မြေကြအစိုးရတရားမှန်ကန်မှုမရှိပါကြောင်းဆိုတာတခုတည်းနဲ့ပြီးသွားအောင်ဆိုတော့ကျွန်တော်တို့သတင်းသမားတွေကသတင်းပြန်ရေးဖို့อ่ะအဲ့ဒီတခုတည်းနဲ့ရေးဟေဆိုတော့ဘသူကတာဝန်ခံပြီးပြီးပြောမှာတော့ဆိုတော့သတင်းထုတ်ပြန်တဲ့အဖွဲ့အစည်းတွေကသတင်းသမားတွေကိုနားလည်အောင်မထုတ်ပြန် တရင်သမားတွေကဒီသတင်းသူတို့ထုတ်ပြန်မှုအပေါ်မှာယုံကြည်ခြင်းလာအောင်မထုတ်ပြန်ဘူးဆိုထုတ်ပြန်မှုဘယ်သူကမှမယုံကြည်မှုမရှိတာတေးချာကြီးရမှာတေးချာကြီးရမှာဘာလို့အဲ့ဒီနာအဲ့ဒီအချိန်အဲ့ကာလအဲ့ဒီရက်မှာငါကတစည်းတော်မရှိဘူးလူလူလေးပြောတယ်ငါတို့ကတစည်းတော်မဖြတ်ခဲ့ဘူးမင်းတို့ကအဲ့ပေါက်တက်ခဲ့ရေးတယ်ငါတို့ကတစည်းတော်မဖြတ်ခဲ့ဘူးငါတို့ကတစည်းတော်မပြူပြီးတော့အဲ့နားမှာလုံချွေးကင်းလဲစသားတဲရောမရှိခဲ့ဘူးအဲ့တော့ဒီကောင်လေးအဲ့ဒီရေးတဲ့ရက်မှာငါတို့တိကျမှမရှိရပဲနဲ့ဒီကောင်လေးရေးပြောနေတာအဲ့လိုထပ်ပြောဖို့လိုရတယ်နောက်တစ်ခုက ဝရမ်းမလာတယ်အဲ့နာဖန်ခေါ်ကလူ20လို့ပြောတယ်အဲ့နာကလူ20လို့ခေါ်ရင်အဲ့ဒီနားမှာအဲ့ဒီနေအဲ့ဒီအဲ့ဒီအချိန်မှာ CCTV မှတ်တမ်းတွေရှိတယ်အဲ့မှာ CCTV ရှိရတယ်မှတ်တမ်းတွေအရပြောမယ်ဆိုရင်လူတွေအော်တော်တောင်းနေဝရုံသုံးကားရုပ်ရုပ်တည်းတည်းဖြစ်သွားတာတော့တခုတော့မရှိခဲ့ဘူးမရှိခဲ့ဘူးဒါမျိုးတိကျပြောမှာမရှိခဲ့ဘူးအဲ့တော့အဲ့ဒီနေရာမှာရှိတဲ့နေမြေကလူတွေကအစအသေးချပြောတယ်ဒါတွေကလုံးဝမရှိခဲ့ဘူးဒါကြောင့်ဒီနေရာမှာလူတွေပုံမှန်သွားလာတယ်တော့ဒီလဲရှိတယ်အဲ့ဒီအချိန်အဲ့ခါမှာလူကမ္ဘာမှာဘယ်လိုဘယ်လိုသွားလာနေတဲ့ဗီဒီယိုမှတ်တမ်းတွေရှိတယ်ဒီမှာကြည့်မှတ်တမ်းတော့ထုတ်လိုက်ပြီးပြီအဲ့ဒါကိုခင်ဗျာ ဘယ်ပြီးမလဲမင်းတို့တာဝန်ယူမှုတာဝန်ခံမှုရှိရမှာလေဒါကဟမ်ဘာလို့လဲဆိုလို့ရှိရင်သူတို့တွေကအမှန်တရားကိုဖန်ဆင်းနေတဲ့အတွက်ကြောင့်ဒီအချင်းအတိအကျတွေကိုပြောမယ်ဆိုလို့ရှိရင်အဲ့ဒီချိန်မှာဒီလိုဖြစ်တယ်ဆိုပြီးမှပြည်သူတွေကပြန်ပြီးတော့ပြောလာမှာကရန်ကိုကြောက်နေတာလေနော်ပြာကအဲ့ဒါနဲ့မမှန်ပါဘူးမမှန်ဘူးပြောအောင်နဲ့မမှန်ဘူးဆိုတော့မမှန်ဘူးလို့ကျွန်တော်တို့ကယုံဖို့ဘယ်လိုယုံမလဲဆိုတဲ့မေးခွန်းအဲ့တော့သူတို့တရင်ကိုလူတွေယုံဖို့ဆိုတာအဲ့ဒါပြဿနာပဲဗျလူတို့ကိုယုံကြည်နိုင်လောက်တဲ့အကြောင်းတရားပြောဖို့လိုအပ်တယ် ။မြရတယ်ဝင်တဲ့စုပ်ဝင်တဲ့ပဲ့တွေရှိတယ်သမားဒီတိုင်းပြီဘလို့တိုးတက်မှာတော့အေးနော်ပြောပြီနော်ဒါကစစ်ကောင်စီကဘလူတယ်အာကျွန်တော်တို့ဒီကျွန်တော်တို့တစ်ဖက်ကမီဒီယာတွေကရေးသားထားတဲ့ဟာကိုမမှန်ဘူးဆိုပြီးတော့အာပြင်ပြီးတော့ရေးသားနေတဲ့အပေါ်မှာဂျုံဝင်းကပြောနေတာဖြစ်ပါတယ်ဒါကအမှန်ဆိုလို့ရှိရင်တကယ်ဖြစ်နေလို့ စကုံစီကအတေးကျနဲ့ဒီလိုအချိန်မှာဒီလိုတွေဖြစ်တယ်။အဒီဟာကမဟုတ်ပါဘူး။အဲ့ဒီအချိန်မှာငင်သက်မှုရှိတယ်။အာကျွန်တော်ပြည်သူတွေအိုးတော်တော်မဖြစ်ပါဘူး။အာဖန်းစီမှုတွေမလောက်ပါဘူးဆိုတာကိုလည်းမရေးအာမရေးနိုင်ပါဘူး။အထင်အချင်းအတေးကျကိုလည်းမရေးနိုင်ပါဘူး။ဒီဟာကသူတို့တကယ်လောက်နေလို့အာမဟုတ်ပါဘူးဆိုတဲ့တရင်တစ်ခုနဲ့ပဲပြီးဆောင်သွားတာဖြစ်ပါတယ်။အာတကယ်ဖြစ်နေတယ်တကယ်မဟုတ်ဘူးဆိုလို့ရှိရင်အတေးကျနေအဲ့ဒီချိန်တုန်းကဒီလိုဖြစ်နေတဲ့ဟာကမဖြစ်ဘူး။ဒီလိုကဒီလိုဖြစ်နေပါတယ်။ပြည်သူတွေကိုအတေးကျကိုတရင် ွေပေးရမှာသတင်းတွေကိုမေးရမှာသူတို့အဲ့ဒီတော့မမေးဘဲနဲ့သူတို့တွေကသူတို့မဖြစ်ဘူးဆိုရဲအာသတင်းတွေကိုပဲပိုပြက်နေလို့ဂျွန်မင်းကိုတန်းကစစ်ကောင်စီကိုဝေဖန်နေတဲ့အကြောင်းကိုကျွန်တော်တင်ဆက်ရတာဖြစ်ပါတယ်နောက်တစ်ခုကဝန်ထမ်းတွေဘလူးတွေလှုပ်ရှားနေကြလဲဆိုတာကိုရုပ်ဖွိုင်းကိုတန်းပြောနေတဲ့ရုပ်သံပြန်ကိုပြင်ပြီးတော့ကြည့်အောင်ပါနော်အဲ့တော့ဝန်ထမ်းတွေကိုမတိုက်ခိုက်ပါနဲ့ဆိုတော့ဝန်ထမ်းတွေကိုနာမည်တက်ပြီးတော့တိုက်ခိုက်နေလို့လားကျွန်တော်ကအင်းခင်ဗျားတို့ဝန်ထမ်းတွေအကုန်လုံးကောင်းနေမြန်မာပြည်ကအကုန်လုံးတိုးတက်နေပြီလေ ဒါဗောအဲ့တော့ဘာကျုပ်ကိုဝန်ထမ်းကိုတိုက်ခိုက်တာတွေမလုပ်ပါနဲ့လို့ဘာလို့ပြောအောင်ခင်ဗျားတို့ကဘာခင်ဗျားတို့ကြွေးတာခင်ဗျားတို့စားနေရလားကျွန်တော်မနေ့ကဆိုတော့စိတ်ညစ်သွားတယ်ငါအရင်နဲ့တေမလို့ငါမတေရင်လည်းဒီနိုင်ဒီတိုင်းပြည်နဲ့မြန်မြန်ငြိမ်းချမ်းမအောင်ရမှာလို့တယောက်တမျိုးစီလာပြောတာဝန်ထမ်းကလည်းတို့တိုက်ခိုက်လို့တဲ့အခုငါတယောက်ပြဿနာတက်ပြီလေကျွန်တော်ပို့ထားတယ်ဒီမှာငါတယောက်ကအင်းဘလို့ပို့ထားတယ်ရဲမှုအားနဲ့သူကတော့လည်းမင်းတို့တွေမိမကိစ္စချုပ်ချုပ်ချင်းချင်းဖြစ်အောင်နေတဲ့ตุ๊ดาโดเรมาเยပြိုလီရောတဲ့။ဘာညာလဲခေါ်ရော့ကုန်ချိန်တာတဲ့ဟိုတယ်မှာတဲ့။ဒီမှာရေးရေးမှုရေးမှုကိုတန်က အဲ့မှာမျိုးသမီးတွေကိုခိုးပြီးတော့ဟိုတေထင်မှာကြိတ်နေတာတဲ့နော်ဒီလိုမျိုးလောက်ရတဲ့လူကအာရေးအရာရှိပန်းတွေကိုဂူတန်ကိုတော့မှလောက်နေတာနော်ဂျောရောဖုံးကိုနဲ့ဖော်ပြီးဖော်ပြီးဂူတန်ငါတို့မှလူကြီးတွေကြောက်နေတာဟာလူကြီးတွေလူကြီးတွေမဟုတ်ဘူးအဲ့ဒါတိုင်းပြည်ပြည်သူလူလူကခံရမယ်လူလေးအာခံရမယ်အစီလေးပါတယ်လီးရောစီးလာငါတို့မှသားလေးငါကြတော့ဟိုသားကြီးကဘယ်လောက်တောင်းနေလို့အာဟိုကိတ်ကဘယ်လောက်တောင်းနေလို့အကျွဲတဲ့ဆောင်ကဘာဖြစ်တယ်တို့ဘဒူးရဲ့ဆောက်ကိတ်ကဘာဖြစ်တယ်တို့ငါလာပြောတယ်ငါတပ္ပရာလည်းမဟုတ်ဘူး ငါကြတော့မင်းတို့ပြောရဲလိုက်တာပြောခိုင်းလိုက်တာငါကြတော့လူမိုက်ငားလိုက်တာတော့ဂျပန်ကနေပြီးတော့မှမတူးရွှေငားအများကြီးကိုရောက်တာ330တန်းနဲ့ကားကိုမြန်မာပြည်ရောက်မှာ330ဖြစ်ပါလေရောဟာကိုကိုတိုင်းမြန်မာပြည်မှာကားထုတ်နိုင်လားဆိုလဲမထုတ်နိုင်ဘူးအစိုးရအစဉ်ဆက်ကပြောပြီပြောပြီနော်မထုတ်နိုင်ဘူးဘယ်ထုတ်မလဲအဲဂျပန်နေပြီးတော့မှကြာလာတဲ့ကားအများကြီးရောက်တော့330နဲ့ရောက်လာတဲ့ကားကိုမြန်မာပြည်မှာအခွန်ဆောင်လိုက်ပြီးလိုင်စင်လေးလွတ်လိုက်ကို330ကကျော်သွားတယ်ဟွန်းပြီးအဲ့ဘီကွန်တွေဘာတွေညာတွေအကုန်လုံးလမ်းမှာစောက်ပေါက်ပန်း40အကုန်လုံးပေးရတာ ။သွားကြည့်လိုက်မန္တလေးကိုထုံးဖို့ဂိတ်ကနေပြီးတော့သွားလိုက်အခုဟိုကမိဒိတာတရေဝထိုးဂိတ်အထိလမ်းမှာတ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 ာမျိုးဝင်ပြီးကုန်မျိုးဝင်ပြီးကုန်ဟာအဲအစိုးရစင်ဆက်ဗျာပုဂ္ဂလိကတော်မှာကာရှိုးလုံးမှာရေးကြလုပ်ပေးနိုင်တယ်အစိုးရမလုပ်ပေးနိုင်ဘူးလားဝိတောက်စီတော့ဘန်းနေတဲ့အဲ့ဒီဝိတောက်ကဘယ်ရောက်ဝင်ကဲဇရောဒီယာကတော့ရုပ်ဖွင့်ကူတာအမှန်ကအမှန်ကန်ကို စိုးနေတာနော်ဘိုကုံလောက်နေတာ တရားကတကယ်ဆိုလို့ရှိရင်တရားကတကယ်ဖြစ်နေတာရုပ်ဖောင်းကိုတန်ကပြောနေတာဖြစ်ပါတယ်ဒီနေ့ဗီဒီယိုကတော့ဒီလိုနဲ့ပဲဆောင်းသွားပါမယ်ကျွန်တော်ဗီဒီယိုလေးကိုအမေရန်ကြည့်ရှုအားပေးနေကြတဲ့တော်လန်ပြည်သူများအားလုံးကိုလည်းကိုယ်ကြမ်းမှာချင်းစစ်ချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေ